မင်္ဂလာပါတတမမီတို့ရေဒီနေ့တီတီမေပြောပြပေးမယ်ပုံမြင်လေးနာမည်ကတော့ဒိတ်ဒိတ်နဲ့ကြက်ကလေးဒိတ်ဒိတ်တို့မိသားစုဟာကြက်တွေကို အလွန်ချစ်ပြီးမွေးရကြတယ်ဒိတ်ဒိတ်ဟာကြက်တွေကိုအလွန်ချစ်တာကြောင့်နေ့တိုင်းအစာကျွေးတယ်ညတိုင်းလည်းကြက်တွေစုံမစုံစစ်စေးတယ်တနေ့မှာတော့ဒိတ်ဒိတ်ဟာ ကျုပ်တွေကိုအစာကျွေးနေတော့ကျမကြီးကကျက်ကလေးတွေကိုကတော့ကတော့လို့ခေါ်ပြီးကျက်ကလေးတွေအလွယ်တကူစားနိုင်ဖို့အတွက်အစာတွေခြေပေးနေတာကိုမြင်ကြည့်နေမိတယ်။အဲ့ဒီအချိန်မှာဒိတ်ဒိတ်ဟာသူ့ငယ်စဉ်ကသူ့အမေသူ့ကိုအစာတွေခွင့်ကျွေးခဲ့တာကိုတတိယပြီးသူ့အမေရဲ့ချက်ချင်းကိုပုံမနာလဲလာတော့တယ်။နောက်တနေ့ကျက်တွေကို အစာပြန်ကျွေးတဲ့အချိန်မှာကျမကကြက်ကလေးတွေကိုကတော့ကတော့လို့ပြန်ခေါ်လေတယ်။ဒါပေမဲ့ကြက်ကလေးတကောင်ဟာ မိခင်ရဲ့ခေါ်တန်းကိုကြားတော့လဲမိခင်ထံသို့မလာပဲအပြင်ထွက်သွားတယ်။အဲ့ဒီအချိန်မှာကြက်ကလေးရဲ့အော်တန်ကြားလို့ဒိတ်ဒိတ်ပြေးကြည့်လိုက်တော့စွန်တကောင်ဟာတကောင်နဲ့ထွက်ပြေးနေတဲ့ကြက်ကလေးကို လိုက်အောင်နေတာကို တွေ့လိုက်တယ်။ ဒိတ်ဒိတ်လဲအတန်ကုံအော်ဟစ်ကမောင်းထုတ်လိုက်ရာစွန်လဲကြောက်လန့်ပြီးပြန်ပြေးတာနဲ့တက်ကလေးကိုပြန်ကယ်တင်နိုင်ခဲ့တယ်။အဲ့ဒီအခါဒိတ်ဒိတ်ခေါင်းထဲမှာနောက်ထပ်အတွေ့တစ်ခုပြန်ဝင်လာတယ်။မိဘစကားနားမထောင်ရင်မကောင်းဘူးဆိုတာသိရှိလာတယ်။အဲ့ဒီနေ့မှစပြီးမိဘစကားအမြဲနားထောင်ပါမယ်ဆုံးဖြတ်လိုက်တော့လေတယ်။